ဟေတုဟေတုတံပြုတ်တကနံဓမ္မနံတံသမုဋ္ဌာနံနေသရူပနံဟေတုပစ္စေနပစ္စယပဋ္ဌာန်းတော်မြတ်ပြည့်မှာရွတ်နေကြတာကြားကြဟောအဲ့ဒါလေးတစ်ခုသဘောပေါက်ရင် အကုန်သဘောပေါက်မယ်နော်ဟေတုဆိုတာဟိတ်၆ပါးဆိုတာလောဘဒေါသမောဟအာလောဘအာရောဒအမောဟအဲ့၆ခုအဲ့ဒီမှာဒေါသလေးတစ်ခုသဘောပေါက်ချင် ဒေါသရှိနေလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့အတွေးတွေကလည်းမှားတဲ့အတွေးတွေ၊ကြမ်းတမ်းတဲ့အတွေးတွေ တွေးတယ်။ပြောစရာစကားကလည်းပဲရိုင်းရိုင်းဆိုင်ဆိုင်ပြောမယ်။လုပ်ရင်လည်းဆောင်းဆောင်းအောင်လုပ်တယ်။အဲ့တော့ပြောဆိုခြင်းတို့ရိုင်းရိုင်းဆိုင်ဆိုင်လုပ်ခြင်းတို့ဆောင်းအောင်နေခြင်းတို့ဆိုတာစေတစာရုပ်တွေပဲ။တွေးနေတာကဒေါသနဲ့ရှင်နေစိတ်တွေဖြစ်နေတာ။အဲ့တော့ပဋ္ဌာန်းပါဠိတော်မှာဟေတုဟဲ့၆ပါးတော့ ခွဲပြီးပြောမယ်ဆိုရင်ဒေါသောဒေါသတံမြုတ်တကဏ္ဏဓမ္မနာတန်သမုဋ္ဌာဏနိစ္စရူပနာဟိတုပစ္စေနပစ္စယောဒီလိုပြောဒေါသသည်ဒေါသနဲ့ရှင်နဲ့စိတ်အတွေးတွေကိုဖြစ်ပေါ်စေတယ်မကောင်းတာကိုပြောခြင်းနော်ကျင်းရမ်းရမ်းဆန်းဆန်းပြောခြင်းနော်ကျန်ရင်ဆန်ရင်ပြောချင်းဆောင်းဆောင်းအောင်အောင်ပြုလုပ်ချင်းဆိုတဲ့စိတ်ဆန္ဒရုပ်တွေကိုဖြစ်စေတယ်ဒါဟာဟိတုတ္တိနဲ့ခြေစပြုထားတယ် ဘယ်လိုဆိုနော်ပဋ္ဌာန်းကအဲ့ဒီလိုပြောတာအဲဒေါသလည်းပြေသွားပြီဆိုအဲ့ဒါတွေရှိသေးလားဒေါသပြေသွားတာနဲ့တပြိုင်နဲ့လူဟာဒီအတွေးတွေမတွေးတော့ဘူးပြောရင်လည်းညင်ညင်သာသာပြောလာလို့ရင်လည်းဆောင်းဆောင်းအော်မဟုတ်တော့မပြေမချင်းကတော့ခုနပုံစံပဲအဲ့တော့ပြေသွားလိုက်တာနဲ့တပြိုင်နဲ့မေတ္တာသက်ဝင်လာပြီဆိုတဲ့အခါကျ จ้าโะแต่เลยเหตุตัดเดียเจริจพิพิธานะที่ตัวกูยาสับยาปัทมาหอดเนาะปัทมาหอ